င်္ဂလာပါရှင်။တင်းလိုက်အတိုင်းတင်းထားနောက်မနခင်တဲ့အစီအစဉ်ရဲ့ဇွန်လ၂ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။တင်းလိုက်အတိုင်းတင်းထားနာရဲ့မနခင်တဲ့အစီအစဉ်ကို အပတ်စဉ်တင်းလောင်းနေကနေတောက်ကြောင်နေအထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ကချင်ပြည်နယ်မှာမိခမြည်ရည်မြစ်တက်မှုကြောင့်ချီဖွေမျိုးပေါ်ရက်ကွက်တချို့ရင်းနှီးမြုပ်ခဲ့ပြီးစစ်ဘေးရှောင်စခန်းတစ်ခုလည်းရင်းနှီးမြုပ်ခဲ့တယ်လို့သိရပါဗျ။ အခုလ31ရက်နေ့ကစလို့မိခမည့်ရီလင်းမြန်စွာမြစ်တက်ခဲ့တာဖြစ်ပြီးရေလော်ခေါင်အုတ်ကက်ကံပိုင်ရန်စတဲ့ရက်ကွက်သုံးခုကနေအိမ်တွေရင်းနှင်းမြုပ်ခဲ့တာဖြစ်ပါတယ်။အခုလက်ရှိမှာတော့မိုးဆက်ရွာနိုင်ခြေရှိနေတာကြောင့်မြေပြိုမဲ့အန္တရာယ်ကိုဒေသခံတွေအနေနဲ့စိုးရိမ်နေကြပါတယ်။လုံလုံမြို့နယ်ဘက်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် လင်းငယ်တဦးအပါဝင်တိတ်ဆုံးသူ2ဦးအထိရှိလာတယ်လို့ဒေသခံတွေစီကသိရပါဗျ။လုံလုံမြို့နယ်ကလက်ခတ်တောင်စခန်းနဲ့လုံလုံမြို့ပေါ်တွေမှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန်စစ်ကောင်စီတပ်ကစကခခ၈တဲပွန်တောင်နဲ့တဝဲကာစတန်စိတ်ကန်းတွေကနေလက်နက်ကြီးတွေနှင်းရဆက်တိုက်ပစ်ခတ်ခဲ့တာပါ။စစ်တပ်ရဲ့လက်နက်ကြီးကြောင့်မီလ30ရက်မှာလုံလုံမြို့ပေါ်ကအသက်40ဝန်းကျင်အရွယ်တော်အေးချူနဲ့ 32ရက်နေ့မှာအသက်9နှစ်ဝန်းကျင်အရွယ်ကလေးငယ်တဦးတို့တည်ဆုံခဲ့တာပါလက်ရှိအချိန်ထိလည်းလုံလုံမြို့နယ်အတွင်းမှာနှစ်ဖက်စစ်ရေးတင်းမာနေပြီးလုံလုံမြို့ပေါ်နဲ့အနီနာတဝိုက်ကဒေသခံတွေနှိဆက်ရွာကိုထွက်ပြေးတင်းရှောင်နေရပါတယ်တရချောင်းမြို့နယ်နေရွယ်ကားလန်းကရွှေကူတရာစစ်ကောင်စီစစ်စီဂိတ်တဝိုင်းမှာမင်းကမော်လယ်ပိုင်းကနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံတွေကဆိုပါတယ် ရွှေကူတရာစစ်ကောင်စီဂိတ်ကိုတော်လင်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီးညနေပိုင်းအထိလဲတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားနေချိန်ဒွေမြို့နယ်ရှစ်မိုင်ရွာမှာရှိတဲ့စစ်ကောင်စီစခန်းကလည်းလက်လန့်ကြီးတွေပစ်ခတ်နေပြီးလက်လန့်ကြီးပစ်ခတ်မှုကြောင့်ဒေသခံတွေထိခိုက်သေးဆုံးမှုရှိခဲ့တယ်လို့လည်းကနဦးသိရပါဗျ။ရည်ဖြူမြို့နယ်တစ်တူထောက်ရွာအနီးမှာဒေသခံအမျိုးသားတအူးမိုင်းထိတိုက်ဆုံခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ မိုင်းထိတည်ဆုံခဲ့သူကတော့အသက်60ဝန်းကျင်အရွယ်ရှိသူဦးကြည်လာဆိုသူဖြစ်ပြီးကျိုးမိုင်းထိကတည်ဆုံခဲ့တာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။အခုလ31ရက်နေ့မွန်လယ်ပိုင်းကတက်တူထောက်ရွာအနီးကဥယျာဉ်ခြံကိုသွားတဲ့လမ်းမှာမိုင်းထိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ တနင်္သာရီမြို့နယ်ကတမုံချုံရွာနဲ့လေတုံရွာရွာအကြားမှာအခုလ31ရက်နေ့ကစစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဒေသခံတွေနဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကဆိုပါတယ်။အခုလ31ရက်မနက်9:00နာရီလောက်မှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကရောတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကပါထိခိုက်မှုတွေရှိနေတယ်လို့ကနအူသိရပါတယ်။လုံးလုံးမျိုးပေါ်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်ပေးရှောင်နေရတဲ့ဒေသခံတွေကိုဒူဝဲခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီကဆန်နဲ့အခြေခံစားသောက်ကုံတွေကူညီထောက်ပံ့ပေးခဲ့တယ်လို့မနေ့ကထုတ်ပြန်ပါတယ်။ DDMSC ရဲ့လူမှုကူညီရေးဆက်ကော်မတီကဦးဆောင်ပြီးလှူဒန်းပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာလုံလုံမြို့ပေါ်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ကလေးတအူးအပါဝင်ဒေသခံ၂ဦးတိစုံခဲ့ပါတယ်။ တင်းနှင်းသားရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။